အားလုံးပဲမလားပါဒါတော့ Gaming Chelsea YouTube Channel ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဖက်ညမှာကစားသွားကြမယ့်စပါတင်နဲ့ Chelsea တင်တို့ပွဲစဉ်နဲ့ပတ်သက်လို့ဒါပွဲကြီးသုံးသက်ချက်ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုစပါတင်ရဲ့အိမ်ခွင်မှာ Chelsea ကအဝေးခွင်ပွဲစဉ်အနေနဲ့ထပ်ပြီးတော့သွားကစားရမယ်ရှေ့မှာလည်း Wolverhampton တင်ကိုအဝေးခွင်မှာသွားပြီးကစားထားရတယ်လို့အာဒီပွဲကလည်းစပါတင်ရဲ့အိမ်ခွင်မှာသွားကစားရမလို့ဒါနောက်ထပ်အဝေးခွင်ပွဲစဉ်တစ်ပွဲထပ်ကစားရမယ်အဲဒီပွဲစဉ်နဲ့ပတ်သက်လို့ရှိရင် အဲစပါတင်းကလည်းနောက်ဆုံးကစားထားတဲ့အာဒီညူကာဆယ်နဲ့ပွဲမှာကိုပြက်ကိုရှုံးနေခဲ့တယ်။ဒါပေမဲ့ပရီးမီးယားလိမှာတော့သူတို့ကအမှတ်ပေးစရာရဲ့အဆင့်၃နေရာမှာရပ်တည်နေတယ်။ကိုပဲကစားပွဲကြီးမှာရမဲ့၁၆မှတ်နဲ့အာအမှတ်ပေးစရာရဲ့အဆင့်၃ရဲ့အဆင့်၃မှာရပ်တည်နေပြီးတော့ချက်စီတင်းကကိုပဲကစားပွဲကြီးမှာရမဲ့၁၄မှတ်နဲ့အဆင့်ပေးအမှတ်ပေးစရာရဲ့အဆင့်၉နေရာမှာရပ်တည်နေတယ်။ဆိုတော့ဒီနှစ်တင်းရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲရလက်ကိုဒီ အဲရလက်တွေကိုပြောရရင်စပါးသင်းကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာနှစ်ပွဲကတည်ရနောက်နှစ်ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလက်ချက်စီးသင်းကတော့၃ပွဲထိရှုံးနေထားပြီးတော့နှစ်ပွဲနိုင်ဆိုတဲ့ရလက်နဲ့အာနှစ်သင်းစလုံးရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲပွဲရလက်အခြေအနေဒီပေါ့နော်ဆိုတော့ထပ်ပြီးတော့ကဒီပွဲစဉ်မှာလွဲချော်မဲ့ကသမားတွေကိုကျွန်တော်ဆက်ပြီးပြောကြရအောင်ဆိုတော့ဒီပွဲစဉ်မှာချက်စီးသင်းဘက်ကနေဆိုလို့ရှိရင် ဒါလီယန်တီတက်တို့ကူပါမာတို့နောက်လီဘန်ကိုဝဲတို့ဘွဲပယ်လိမ့်မယ်ဒီဘွဲမှာပါဝင်လာနိုင်မှာမဟုတ်ဘူးအဲလီဘန်ကိုဝဲအဲလီယန်တီလက်ကဂန်ပတ်တလာကြောင့်လေးလောက်အနာယူနေရကလေဥပန်နဲ့တင်းတဲ့ပွဲတွေမှာသူ့အနေနဲ့ဝင်ကစားခွင့်ရခဲ့တယ်ဒါပေမဲ့ကစားပြီး10မိနစ်လောက်မှပဲနဝတနီနဲ့အဲနဝတနီမိပါတယ်ဆိုတော့ဒီပြစ်တန်ကြောင့်ဒီပွဲစဉ်မှာပါဝင်လာနိုင်မှာမဟုတ်ဘူးဆိုတော့ဂျာဘော့ဂျာဘက်တို့တယောက်တည်း ဒီတိုက်စစ်ကိုဆောင်ပြီးတော့ကစားရတော့မယ်ဆိုတော့ဂျောင်ဘက်ထိုအနေနဲ့ဒီလီယန်ဒီလေးရဲ့အနီးကပြဿနာကအသင်းအတွက်တော်တော်လေးကိုဆိုးွားတယ်အသင်းပေါ်မှာအများကြီးထိခိုက်တယ်ဒါဒီစဘာသင်းနဲ့ပွဲစဉ်ကမှသူ့အနေနဲ့ကစားဖို့လိုတယ်အသင်းကသူ့ကိုလိုအပ်တယ်ဒါပေမဲ့သူ့ရဲ့မစင်မကျင်မိုက်မိုက်မဲမဲလောက်ရတဲ့ကြောင့်သူအနေနဲ့ပွဲပဲဖြစ်တယ်အနီးကထိပ်ပြီးတော့ဒီနေ့ပွဲစဉ်မှာပွဲပဲဖြစ်တယ် တက်ရောက်မှုကိုခံရတယ်ဆိုတော့ဒီဝဲစင်မှာချက်သီးသရင်တိုက်စစ်ကဂျာဝဘတ်ထူနဲ့ပွဲထွက်လာမလားဒါမှမဟုတ်လို့ရှိရင်မကူရိုဒိုင်ယူဂျောရိုကိုစတရိုက်ကာတွေထားပြီးတော့အာဂျာဝဘတ်ထူနံပါတ်10အနေနဲ့ပွဲထွက်လာမလားဒါမှမဟုတ်လို့ရှိရင်ဂျာဝဘတ်ထူကနံပါတ်9ကစားပြီးတော့အန်ဆိုဖောင်နန်ဒက်ကိုနံပါတ်10အနေနဲ့ပွဲထွက်လာနိုင်မလားစသဖြင့်စပြီးလိုက်ပြီးစဉ်းစားရပြီပေါ့ဗျာပြောရရင်အာလီယန်ဒီလေးရဲ့ပြဿနာတော့တော်တော်ဆိုးတယ်။နောက်စပါးသေးတဲ့တရားရကလာမာတွေက စပန်းသင်းကတော့တိုင်ရန်ပြဿနာလေးနဲ့သူ့မှာတော်တော်လေးတိုင်ပတ်နေတာအာဒါပေမဲ့ချက်စီကသွားကစားမှာကတော့အဲပြောပါဦးစပန်းသင်းကဒါပေမဲ့စပန်းသင်းကအင်ကွင်းမှာအဲ့ခင်ကစားမှာဖြစ်တာကြောင့်မလို့အင်ကွင်းပြိတ္တအားတော့သူတို့မှာအားသာချက်ရှိမယ်အရှိမစပါးတင်းကတော်တော်လေးကိုစိုးနေရပါစပါးတင်းကရဲ့ နိုင်ငံအားသမအရေးအတွက်က16ရောက်လို့ရှိတယ်ဆိုပြီးကျွန်တော်တို့သတင်းတွေမှာတွေ့ကြရတယ်။အဲ့ဒီမှာဆိုလို့ရှိရင်မက်ဒီဆင်တို့ဖီဆူမာတို့စားတယ်အဓိကအားထားရတဲ့ကာလမတွေနောက်ကူလော့စကီတို့စားတဲ့ကာလမတွေပါပါဝင်နေတာကိုတွေ့ရတယ်။ဆိုတော့ဒီပွဲစဉ်မှာတစ်ဖက်ပြိုင်ဘက်အသင်းစပါးအသင်းကတရားပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာချက်စီးအသင်းနေနဲ့ကအခွင့်အရေးယူနိုင်သွားအခွင့်အရေးယူသွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့ဘာမှတော့ပြောလို့မရဘူး အကယ်၍ချက်စီကဒီစပါးသင်းကိုဒါပြန်အနိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်အမတ်ဘီးစရာရဲ့အဆင့်၄အဆင့်၅လောက်ထိကိုသူတို့တလန်းလာနိုင်လိမ့်မယ်ဆိုတော့မာရက်စကာလေးလေးတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တော်လေးအားဆိုင်ပြီးတော့တော်လေးပြင်ဆင်ပြီးတော့အားခဲ့မယ်လို့ထင်တယ်ဆိုအလီးဇက်ဆိုအဝေးလိုက်ကြည့်ရင်တော့မစပါးတင်းတဲ့ပွဲစဉ်မှာနျူကာဆယ်အသင်းကဘယ်လိုကစားသွားခဲ့လဲဆိုတာတော့ဒါ လေးလာထားကြိုးလေးလာထားလို့ရတယ်ဒါအပြင်အဲတခုဆိုရင်းကြာရှိတာကတင်းမှာဆိုရင်းတရားနှစ်ခုလောက်ရှိတယ်ပွဲတစ်ပွဲကစားလို့ရှိရင်ကျွန်တော်ချက်စီတင်းမှာဆိုရင်းတရားကနှစ်ခုလောက်ရှိတယ်ပထမတစ်ခုကနောက်တန်းနဲ့ကိုသမားတွေရဲ့ပြဿနာနောက်ထပ်တစ်ခုကဒါကသမားတွေအနေကပြခံရမှာလားဆိုတာမျိုးကျွန်တော်တို့အမြဲတမ်းဆိုရင်းရတယ်အဲ့တော့ဒီပွဲစဉ်မှာဒါစပါးသင်းတဲ့ပွဲစဉ်မှာဒါချက်စီတင်းဘက်ကဒီလိုမျိုး အာမဖြစ်ခဲ့ဘူးအနေကပြဿနာတွေမဖြစ်ဘူးနောက်ခန်းစစ်ကလည်းကောင်းကောင်းကန်ကန်ကစားနိုင်နေဆိုလို့ရှိရင်စပားတင်းကိုအနိုင်ရဖို့ကအရန်ကြီးတော့မခက်ပါဘူးဆိုတော့ဒီပွဲစဉ်မှာချက်စီကလေးနဲ့သုံးလေးဆိုရဲအခင်းကျင်းနဲ့ပဲပွဲထွက်လာနိုင်မယ်နောက်ကုသမကတော့ဆန်ချက်နဲ့ဆန်ချက်ပွဲထွက်လာနိုင်တယ်ဒါပြင်နောက် ခံလူတွေနောက်ခံလူ၄ယောက်ပါအာအချင်းမတယောက်ကတော့ဘွဲ့တော့ခွက်နဲ့ဂျင်းတည်တယ်ဆိုတော့တခြားတနည်း12ဘက်စင်တာဘက်နောက်တယောက်ကတော့ဒါဖူဘာနာအဲတူစင်နောက်ခြားလိုပါတယောက်ယောက်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားတွေစင်တာဘက်မှာတော့ဒီကစားသမားတွေပွဲထွက်လာနိုင်တယ်ဂျင်းတည်တော့အချင်းပေါင်းပွဲထွက်လိမ့်မယ်နောက် right back နဲ့ left wing back တွေက left back တွေကကိုကူယေလာနဲ့ UC ဂျင်းကိုပဲဒီပြားကထပ်ပြီးတုံးရင်တုံးနိုင်တယ် ဆိုတော့တပည့်ပြပနေရာမှာတော့လာပြီးရကင်စီတို့အတွဲကပို့ပြီးတော့စိတ်ချရမယ်။နောက်နံပါတ်10ရုပ်ကိုအန်ဆိုဖာနန်ဒက်ကိုပို့ပြီးတော့ဂျာဝဂျာဝဘက်ထရိုစတရိုက်ကာအထောင်အထောင်ကထားကစားတာကပို့ပြီးတော့ကောင်းနိုင်မယ်လို့ထင်တယ်။နောက် SD ဘောင်းအဲဝင်းကားတွေအနေနဲ့ SD ဘောင်းနဲ့ကာနာချိုဒါမှမဟုတ် SD ဘောင်းနဲ့နတူတို့ပွဲထွက်လာနိုင်ပြီးတော့ ဒါစပါတင်းဘက်မှာဆိုလို့ရှိရင်စပါတင်းကလည်း၄နှစ်၃တင်းနဲ့ပဲပွဲထွက်လာနိုင်တယ်သူတို့အနေနဲ့နိုင်ငံရကစားသမားတွေများနေတယ်ဆိုပေမဲ့သူတို့မှာလည်းတောင်ပလင်းနဲ့လူရင်းအားတစ်ခုနဲ့ပွဲထွက်လာနိုင်သေးတယ်။အဲစပါတင်းကလည်းတောင်တင်းနဲ့လူစင်းနဲ့ပွဲထွက်လာနိုင်ပါသေးတယ်။သူတို့ပြင်ရက်ချယ်လစ်ဆန်တို့ဇာဗီဆိုင်မွန်တို့နောက်ဂျွန်စင်တို့အစသဖြင့်ဒီကစားသမားတွေကဒါဒီပွဲစီမှာပါဝင်လာနိုင်ပါဆိုတော့ချက်စီးတင်းတွေအဲ ဘယ်ကူမဲ့ပွဲစဉ်တစ်ခုတော့မဟုတ်ဘူးသွားကစားရမှာလဲဝိကွေဒီပွဲပြီးရင်လဲအာချန်ပီယံလိဂျာရက်မှာချန်ပီယံလိပွဲစဉ်ဖြစ်ကွာရာဘတ်အဲကွာရာဘတ်နဲ့ဝိကွေပွဲစဉ်ထပ်ပြီးတော့သွားကစားရအောင်မယ်ဆိုတော့ချက်စီးသင်းကဒီရက်ဒီထဲမှာ9ရက်ထဲမှာ၄ပွဲဆက်တိုက်ခံရမှာပါဆိုတော့ချက်စီးသင်းနေနဲ့အဲပွဲပန်းနာမျိုးခီးပန်းနာမျိုးတွေကိုလည်းချက်စီးသင်းဘက်ကကြုံတွေ့ရနိုင်ပါသေးတယ်ဆိုတော့ချက်စီးသင်းနဲ့စပါးသင်းနဲ့ပွဲစဉ်နဲ့ ပတ်သက်လို့ကတော့ဘွဲကျူသုံးသက်ချက်နဲ့ပတ်သက်လို့ကတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသက်ချက်ကတော့ပါပဲဆိုတော့ comment မှာ message ကိုမြင်နေကိုလည်းမျှဝေတင်လို့ရပါတယ်